အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ12ရက်လေးလေးပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲဗိုလ်ချုပ်ထွန်းမြင့်နိုင်800စီပုံကျပြီး A ကိုအမည်ဖြုတ်မယ်လို့ဘူးလက်လက်စေကျုံးသွားတဲ့အကြောင်းကြားဖြံမှုနဲ့တည်ရန်ချမှတ်ခံထားရတဲ့ကိုကန့်ကောင်းဆောင်ဟောင်းပေဆောက်ချိန်ကိုလန်တဲ့သတင်းစစ်ကောင်ရှင်ရဲ့စစ်မှုထမ်းတွေထဲအတမပြည့်သူတွေပါနေရာကိုအေက ဖော်ထုတ်လိုက်ပြီဆိုတဲ့အကြောင်း ရန်ကုန်မှာ USTB မဲဆွေပွဲတပ်ဖို့အုပ်ချုပ်မှုတွေကဒေသခံတွေကိုဖိအားပေးနေတဲ့အခြေအနေတခိုးနဲ့တစ္ဆာဖောက်တွေသာဝင်ပြိုင်မှအတူရောင်ရွေးကောက်ပွဲအစ္စလာမဘက်ဘုံပေါက်ကွယ်မှုကြောင့်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့စစ်ဖြစ်လူနေနေအခြေအနေရောက်နေတဲ့အကြောင်းအဲ့လိုတနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရှေ့ရစီဘုံကျဲပေးအေကိုအမြင့်ဖြုတ်မယ်လို့ဘူးလင်းလှဆွေကျုံဝါလိုက်တဲ့တဲ့နဲ့စားလိုက်ချင်ပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရေးနိုင်ငံဖွံ့ဖြိုးရေးပါတီ USTP ရဲ့ဘ ਹੁ ကော်မတီဝင်တဦးဖြစ်ပြီးနေပြောကောင်စီနေမြေဥက္ကဋ္ဌလည်းဖြစ်တဲ့ဥလားဆွေသူကရောဘူးလဲလားဆွေလို့လူသိများပါတယ်သူကအာခတ်တက်တော်အေစစ်ဦးကြီးချုပ်ဘူချုပ်ထွန်းမြင့်နိုင်ရှိနေတဲ့နေရာကိုဘုံကျဲပြီးတပုံမှန်သမျှအပြတ်ချအမည်ဖြုတ်ရမယ်လို့နိုဝင်ဘာလ10ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ပြင်းပြင်းထန်ထန်ပြောဆိုကြုံဝါလိုက်ပါတယ်။ပုပ်ပတ်တီရင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စည်ရင်းသွင်းထားတဲ့ဦးလတ်ဆွေကအခုအချိန်ဟာငင်းငယ်ဆွေးနွေးပွဲလုပ်ရမယ့်အချိန်မဟုတ်တော့ပဲတကယ်တမ်းအပြတ်အသတ်တိုက်ခိုက်ဖို့အချိန်ရောက်ပြီလို့ပြောပါတယ်။ကျွန်တော်ကဦးလတ်ဆွေဘူးလဲလတ်ဆွေလို့လည်းခေါ်တယ်။ကျွန်တော်ကကံရဲ့မင်းတို့ရွှေလန်းနဲ့ခေါ်တော့လာရင်လားမလာလို့ရှိရင်ဘူးလဲလှုပ်လိုက်ရမလားလို့လွှတ်တော်မှာမေးခွန်းမေးခဲ့တဲ့အကောင် ျွန်တော်ကလိုက်ကြကိုဘုံကျဖို့လဲကျွန်တော်တိုက်တွန်းခဲ့တယ်ဒီလိုပဲဘယ်တပုံမှမဆွေးနေဘူးငင်းငယ်ဆွေးနေဘွယ်ကျွန်တော်မထင်နဲ့ကျွန်တော်ဘယ်တော့မှမဆွေးနေဘူးစကားပြောတာများနေပြီများနေပြီအပြတ်ချမယ်ကျွန်တော်အမာလိုင်းအမာလိုင်းထဲမှာပါတယ်လာမဲ့အေးတပုံထွန်းမြက်နိုင်ဘယ်နာရှိမလဲရှိတဲ့နေရာဘုံကျမယ်အပြတ်ချမယ်အမြင့်ဖြုံမယ်ဒါပဲလာမဆွေးနဲ့ဆွေးနေမဲ့အထဲမှာကျွန်တော်မပါဘူးလို့ဘူးလက်လှဆွေကတိတိပပကိုပြောဆိုသွားပါတယ် သူဟာအီယောအီယောနဲ့ငဖေတိုးမဲ့သူတွေထဲမှာမပါဝင်ဘူးအပြဲချမဲ့အဖွဲထဲမှာပါဝင်တဲ့သူလို့လည်းထက်လောင်ပြောခဲ့ပါတယ်။ဒါအပြင် နေပြောစစ်ပတ်တရင်မြစ်တွေရဲ့အဆိုအရစစ်ယုံဟာလည်းအော်တိုဘာလာနှောင်းပိုင်းကရခိုင်ဒေသဆိုင်ရာစစ်ရဲ့အစည်းအဝေးတစ်ခုမှာရခိုင်ပြည်နယ်နဲ့ပလောဝါမြို့နယ်အတွင်းမှာရှိနေနိုင်တဲ့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့တင်းနီယာနဲ့အေယုံဌာနချုပ်တကိုတည်တည်ရှိရှိစုံစမ်းဖော်ထုတ်ဖို့ညွှန်ကြားခဲ့လို့သိရပါတယ်။ ဒုတိယအနေနဲ့ကြားဖြတ်မှုနဲ့တရင်ချမှတ်ခံထားရတဲ့ကိုကန့်ကောင်းဆောင်ဟောင်းပေဆောက်ချိန်ကွယ်လွန်ခဲ့တဲ့အကြောင်းပါမြန်မာစစ်တပ်သစ္စာခံကိုကန့်ကိုပန်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌဟောင်းဖြစ်သူပေဆောက်ချိန်ဟာတရုတ်နိုင်ငံမှာတရင်ချမှတ်ခံရပြန်နောက်မနေ့ကနိုဝင်ဘာလ17ရက်မှာကွယ်လွန်သွားပြီလို့တရုတ်နိုင်ငံကလာတဲ့သတင်းတွေအရသိရပါတယ်ဥပေဆောက်ချိန်ကိုတရုတ်ဆိုရရဲ့ကွမ်တုံပြင်းနဲ့ရှန်ကျန်းမြို့တရားရုံးကနိုဝင်ဘာလ၄ရက်နေ့မှာတရင်အမိန်ချမှတ်ခဲ့တာဖြစ်ပြီး ဲ့ဒီအမိန်ချမှတ်ပေးတဲ့နောက်တရက်ကလေးကသူဟာစီးရင်ကိုရောက်ရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့တေရန်ကိုမစီးရင်ရတဲ့ခင်မှာပဲကွလွန်သွားတာဖြစ်တယ်လို့သိရပါတယ်။တေရန်ချမှတ်ခံရသူစုစုပေါင်း9ဦးရှိပြီးအဲ့ဒီအထက်မှာဥပယ်ဆောက်ရှင်ရဲ့တားဖြစ်သူပင်းရင်ရှင်လည်းပါဝင်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကလေးကဥပယ်ဆောက်ရှင်အပါဝင်သူရမိသားစုဝင်တွေကိုအမှုန့်ပေါင်းများစွာနဲ့ဆွေးကျစ်တင်ခဲ့တာပါ။အဓိကအမှုန့်တွေကတော့ online လိမ်လည်မှုကြားဖြန်လူတက်မှုပြန်ပေးဆွေးမှု ငွေညှင်းမှုကာစီနိုဖွင့်လှစ်မှုနေဆက်ကိုတရားမဝင်ဖျက်ချော်ဖို့စီစဉ်မှုနဲ့ပြည်ထောင်မှုစတဲ့အမှုန်ပေါင်းများစွာပါဝင်ပါတယ်။တရားရုံးကိုဆွေးကြဲတင်တဲ့အချိန်မှာတရုတ်တော်ဝင်ရှိသူတွေဟာတစ်သူများနှစ်ခုဆစ်စင်ကာလအတွင်းလောက်ကန်ကိုတွားရောက်ပြီးလူထောင်ရှိစီကနေတက်တယ်တွေယူခဲ့ကြတယ်လို့တရားခွင်မှာဖတ်ကြားခဲ့ပါတယ်။ကိုကန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ဥက္ကဋ္ဌတာဝန်ယူခဲ့ချိန်မှာဥပယ်ဆောက်ချိန်ဟာ သူရဲ့လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီးတရုတ်နိုင်ငံသားအများအပြားကိုနေဆက်ဖြတ်ကျော်ကလောင်းကစားလုပ်အောင်စီစဉ်ခဲ့ရလို့ဆိုပါတယ်။သူဟာယွန်ဘီလီယံဆစ်ရှိတန်ကျဲရှိတဲ့လိန်လယ်မှုပေါင်း3000ကျော်ကိုပြုလုပ်ခဲ့ပြီးမြို့ရဲ့ဆေးဝါးစစ်တပ်တန်းနေပါထုတ်လုပ်ရောင်းချခဲ့ရလို့လည်းအဲ့ဒီအချိန်ကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့စတင်မလာတုန်းကလည်းကွလန်တူကိုကန့်တထဲကြီးမင်းချောက်ချမ်းရဲ့သားမီကောဖြင့်နဲ့ မြစ်ဖြစ်သူမိချင်းချင်းအပါဝင်မိမိသားစုကနေလူစစ်တို့ကိုတရုတ်တရားရုံးတစ်ခုကတည်ရန်အမိန့်ချမှတ်ထားပြီးဖြစ်ပါတယ်။ထမှန်တိဆက်ပေးခြင်းတဲ့တရင်ကတော့စစ်ကောင်မရှင်ရဲ့စစ်မှုထမ်းတွေထဲအသက်မပြည့်သေးသူတွေပါနေရာကိုအေကဖော်ထုတ်လိုက်ပြီးဆိုတဲ့အကြောင်းပါ။အာရခတ်တပ်တော်အေထံလက်နက်ချသူတွေနဲ့ဖမ်းဆီးရမိသူစစ်ကောင်မရှင်တပ်ဖွဲ့ဝင်82ဦးနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်မှာစစ်မှုထမ်းတပ်တွေတဲ့အသက်မပြည့်သေးတဲ့သူတွေပါဝင်နေကြောင်းကိုပါ ေါ်ထုတ်ပြောဆိုလိုက်ပါတယ်။အေတန်အလင်းဝင်လာသူနဲ့ဖန်စီယာမီနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ2025ခုနှစ်အတွင်းစစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မစစ်မှုန်ထမ်းပေါ်တာဆွေးချင်းခံရတဲ့စစ်တင်နန်းစင်စစ်သားတပ်တွေဖြစ်ကြပါတယ်။သူတို့ထင်မှာအချို့ဟာအသက် session နဲ့မပြစ်သေးတဲ့သူတွေဖြစ်ကြပြီးတချို့ဆိုရင်အထက်တန်းကြောင်တက်နေကြတဲ့ចောင်းသားတွေဖြစ်တယ်လို့လည်းအေကဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်ကနေ10ရက်နေ့အတွင်းကပ္ပစာ16နဲ့လေတာတောင်အနီး ိုက်ပွဲတွေကနေစုစုပေါင်း30အထိရရှိခဲ့ပါတယ်။အဲ့ဒီအထက်မှာခမရ361 363 367တက်ရင်တွေကတက်ပြီးအလံဖြူထောင်သူနဲ့လက်ရဖမ်းမိသူတွေပါဝင်ပါတယ်။ဒါအပြင် အော်တိုဘားလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်အတွင်းတာပေါင်းနဲ့လင်းမျက်နှာမျိုးနဲ့ပတ်ဝန်းကျင်တိုက်ပွဲတွေကနေထွက်ပြေးလာသူနဲ့လက်နက်ချသူ60ဦးကျော်အထိရှိခဲ့လို့ဆိုပါတယ်။ ဝင်မလာရှင်းလေးကလည်းနဲ့ရေကံပြွာကုန်းကနေဒုတက်ချက်မျိုးမင်းထွန်းဆိုသူတူဟာအေထံအလင်းဝင်ရောက်လာခဲ့ရလို့လည်းဖော်ပြထားပါတယ်။အေရဆိုရာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်ရေးရရှင်နိုင်စွမ်းမရှိတဲ့အပြင်စစ်ကောင်စီရဲ့မတရားအတင်းအာမစစ်မှုထမ်းခိုင်းတာကိုမလိုလားတာကြောင့်တိုက်ခိုက်လို့စိတ်မရှိပဲနေရာနှက်ပြကနေထွက်ပြေးလက်နက်ချအလင်းဝင်နေကြတယ်လို့သိရပါတယ်။ဆက်လက်ပြီးရန်ကုန်မှာ USTB မဲဆိုပဲတပ်ဖွဲ့ ုပ်ချုပ်မှုတွေကဒေသခံတွေကိုဖိအားပေးနေတဲ့အတင်းကိုတင်ပြပေးပါမယ်။ရန်ကုန်မြို့မှာပြည်ထောင်စုတန့်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ USTP ရဲ့မဲဆွေပွဲတွေကိုဒေသခံတွေမဖြစ်မနေတက်ရောက်ဖို့အတွက်ရက်ကွဲအုပ်ချုပ်မှုတွေကဖိအားပေးနေတယ်လို့ရန်ကုန်စကောက် network ကနေသတင်းသိရပါတယ်။အော်တိုဘလန်၂၈ရက်နေ့ကစပြီးတရားမဝင်ရွေးကောက်ပွဲအတွက်မဲဆွေခွင့်ပြုပြန်တော့ USTP နဲ့ပြည်ထောင်စုပါတီဟာမြပင်စင်းမီမဲဆွေပွဲတွေပြုလုပ်နေကြတာပါ။ ဒီလိုလောက်ရမှာတာဂက်တတောင်တကုံနဲ့မြောက်ကလာမြို့နယ်မှာရှိတဲ့ရက်ွက်အုပ်ချုပ်မှုတွေကဒေသခံတွေကိုပြစ်ခိုင်းဖြိုးရဲမဲဆွေပွဲတွေကိုလိုက်တက်ဖို့ဖိအားပေးနေလို့ရန်ကုန်စကောင်းနက်ဝက်ရဲ့တာဝန်ရှိသူတူကပြောပါတယ်။တောင်တကုံဆက်ရှိရက်ွက်နဲ့မြောက်ကလာကားရက်ွက်ဘယ်ရဲမောင်းသူတွေကိုမဲဆွေပွဲမလိုက်မနေရလိုက်ခိုင်းတာတွေပွဲလာဖို့ဖိအားပေးရတယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ တာဂရမ်မြို့နယ်ရဲ့ရက်ကွက်တော်တော်များများကအုတ်ကြီးတွေဟာရက်ကွက်နေသူတွေကိုမဲဆွေပွဲတွေလိုက်တက်ရမယ်ဆိုပြီးဖိအားပေးနေရတယ်ရှည်လို့သိရပါတယ်မဲဆွေပွဲကိုလိုက်တက်တဲ့ဘဲတွင်မောင်းသူစိုက်ကနင်းသူစတဲ့အခြေခံလဲလုလက်စားတမားတွေကိုဝိုင်းရံခအဖြစ်7000တောင်းခွဲကနေ3000အထိပေးမယ်လို့ပြောဆိုခေါ်ခဲ့လို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်ဒါပေမဲ့တာဂရမ်မြို့နယ်မှာရှင်းနေတဲ့အင်တာရှင်မတူက ကြာရတလောက်တာဂက်တာမှာကြာတော့ဘဲရီကိုခေါ်တော့ကပတ်စံပေးမယ်ဆိုပြီးခေါ်တာဒါပေမဲ့တချို့အမတ်လောင်းတွေကပေးတယ်ဖြန်ကြတဲ့အမတ်လောင်းကြာတော့မပေးဘူးရတာနေပြီမရတာများတယ်လို့ဘဲရီမောင်းသူတွေပြောလို့သိရတဲ့အကြောင်းပြောပါတယ်တာဂက်တာမြို့နယ်အတွင်းကအုတ်ချွေမှုအချို့ဟာဘဲရီရှင်မောင်းနှင်ခွင့်ကိုစစ်ကောင်စီအုတ်ချွေရဲ့ဘန်းကအချိန်မရွေးပိတ်ပင်နိုင်ကြောင်းထိန်းချုပ်ပြီးမိတ်ဆွေပွဲလိုက်ဖို့ခွင့်ယူနေရတယ်လည်းရှိနေတယ်လို့သိရပါတယ် အချုပ်အပြင်တရားမှုဝင်ပါတီတွေရဲ့မြေပြင်ဆင်းမဲဆွေမှုကိုပြည်သူတွေက လုံးဝစိတ်ဝင်စားကြောင်းလဲသတင်းမြစ်တွေကပြောကြားထားပါတယ်။ပြည်တွင်းထဲနောက်ဆုံးသတင်းအနေနဲ့တခိုးတစ္ဆာဖောက်ပွဲတာဝင်ပြိုင်မှအတူအောင်ရွေးကောက်ပွဲသတင်းမှာစစ်ကောင်မရှင်ကစီစဉ်နေတဲ့လာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မှကိုစလီလောင်းတွေဟာတခိုးတွေနဲ့တိုင်းပြည်တစ္ဆာဖောက်တွေဖြစ်တယ်ဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်တဲ့လူမှုကွန်ရက်နဲ့ပြည်သူလူထုအကြမ်းမှာခြေလောင်စွာထွက်ပေါ်နေပါတယ် ပြည်သူများစုကဒီရွေးကောက်ပွဲကိုစိတ်ဝင်စားသလိုဝင်ရောက်ချင်ပြိုင်တဲ့သူတွေရဲ့ရွေးချမ်းတဲ့နောက်ကြောင်ဝင်လာတန်တရားရှိနေကြပါတယ်။မဲဆွေသူတွေရဲ့နောက်ခံရွေးကောက်ပွဲဝင်ပြိုင်တဲ့သူအများစုဟာရခင်စစ်ဆိုရလက်ထက်က အာဏာရှိခဲ့ဖူးသူတွေစစ်တပ်နဲ့နှိဆက်ပြီးအာဂရိလိုက်စာမုံတန်တရားရှိသူတွေဒါမှမဟုတ်လက်ရှိစစ်ကောင်စီကိုထောက်ခံသူတွေသာဖြစ်နေတယ်လို့မြင်ကြပါတယ်။တသက်ခိုင်တဲ့စင်နာမင်းဆို NLD ပါတီတစ္ဆာဖောက်တွေလည်း ပြီးတော့ကိုကိုကြီးစွင်လည်းဖြစ်သူကိုသစ္စာဖောက်ခဲ့တဲ့သူကြံ့ခိုင်ရဲ့တပွေလုံးကတော့တိုင်းပြည်ဗန္ဒာငွေကိုခိုးတဲ့အကောင်တွေကြီးပဲလေဒါကြောင့်ဒီရွေးကောက်ပွဲကကလင်ကြစ်တွေပြိုင်တဲ့ရွေးကောက်ပွဲပဲလေလို့နိုင်ငံတက်ကြွလှုပ်ရှားသူတူကဆိုပါတယ်ဒီရွေးကောက်ပွဲဟာပြည်သူဆန္ဒအရမဟုတ်ပဲစစ်ကော်မရှင်နိုင်ငံရေးဇက်စင်ကိုအတီးပြုတ်ပေးဖို့အတွက်သာလှုပ်တာဖြစ်တဲ့အတွက်ပါဝင်သူတွေဟာတိုင်းပြည်အပေါ်သစ္စာမရှိဘူးလို့ယူဆကြပါတယ် ရွေးကောက်ခံရပြန်နောက်နိုင်ငံနဲ့ပြည်သူအကျိုးကို ဆောင်ရွက်မှအစားကိုကျိုးစည်းဝါးနဲ့အခွင့်အရေးကိုသာခြားဖွေမဲ့တကိုးနဲ့လက်စားသူတွေများတယ်လို့လည်းပြင်းထန်စွာဝေဖန်နေကြပါတယ်။လက်ရှိမှာလည်းအဓိကအတိုက်ခံအင်အားစုဝင်တဲ့တော်လင်းအဖွဲ့အစည်းတွေဟာဒီရွေးကောက်ပွဲကို လုံးဝအတူရအောင်ဖြစ်သတ်မှတ်ပြီးပူးပေါင်းပါဝင်ခြင်းမပြုဘဲတပိန်မှောက်ထားကြပါတယ်။အဲ့လိုအချိန်တွေကြောင်းဝင်ရောက်ချင်ပြန်သူတွေကို ပြည်သူ့ဘက်ကရက်တည်သူတွေဖြစ်မရှုမြင်နိုင်တော့ဘဲ ဝေဖန်တက်ခတ်မှုနဲ့ပုံများလာတာဖြစ်ပါတယ်။နောက်ဆုံးပြပတဲ့အနေနဲ့အစ္စလာမ်ဘက်ဘုံပေါက်ကွယ်မှုကြောင့်ပါကစ္စတန်နဲ့အာဖဂန်တို့စစ်ဖြစ်လူနေနေအခြေအနေရောက်လာတဲ့အကြောင်းပြောပြရင်နေလင်ကင်းသတင်းတင်ဆက်မှုကိုရန်နာလိုက်ပြရစေခင်ဗျာ။ပါကစ္စတန်နိုင်ငံရဲ့မြို့တော်အစ္စလာမ်ဘက်မှာနိုဝင်ဘာလ7ရက်နေ့ကဖြစ်ပွားခဲ့တဲ့အသေးခံဘုံခွဲတက်ခတ်မှုကြောင့်တည်ဆုံးသူ7ဦးထိရှိလာပြီးတဲ့နောက်နိုင်ငံအတွင်းစစ်တေကြွအကြမ်းဖက်မှုတိတိတသားမြင့်တက်လာမှုကြောင့် ပါကစ္စတန်ဟာစစ်ဖြစ်နိုင်တဲ့အခြေအနေကိုရောက်ရှိနေပြီလို့ပါကစ္စတန်ကကိုယ်ရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။ဒေတာခတ်မှုဟာစစ်စွန်းရင်းတစ်ခုအတွင်းအစ္စလာမ်ဘက်မြို့တော်ကအရက်သားတွေကိုပထမဦးဆုံးအကြိမ်တိုက်ခိုက်တာဖြစ်ပါတယ်။ပါကစ္စတန်ကကိုယ်ရေးဝန်ကြီးခါဝါဂျာမူဟာမက်အာဆတ်ကကျွန်တော်တို့ဟာစစ်ဖြစ်မဲ့အခြေအနေမှာရှိနေပါတယ်။ဒီစစ်ပွဲကိုအာဖဂန်ကစလာတာပါ။ပါကစ္စတန်ကအပြေအဝါတုံ့ပြန်နိုင်တဲ့အင်အားရှိပါတယ်လို့ပြောပါတယ်။ ပါကစ္စတန်ဆိုရဝင်ကြီးတွေကဒီတိုက်ခိုက်မှုမှာ Initial Afghanistan ပူပေါင်းပါဝင်တယ်လို့ဆွတ်ဆွေပြီးစစ်သွေးကြတွေကို Afghan အာဏာပိုင်တွေကမထိန်းချုပ်နိုင်ရင်လက်တုံးပြန်သွားမယ်လို့လည်းပြောကြားထားပါတယ်။ဒီဆွတ်ဆွေချက်ကိုတော့ Afghanistan အစိုးရကညှင်းဆို့ထားပြီးသူရဲ့နေမျိုးကိုတခြားနိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်အသုံးချခြင်းမရှိဘူးလို့ညှင်းဆို့ပါတယ်။အထက်ကပါကစ္စတန်ဂျေအဖွဲ့ဖြစ်တဲ့ TTP ကလည်းဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ညှင်းဆို့ခဲ့ပါတယ်။ ါကစ္စတန်က TTP နဲ့တခြားစစ်သွေးကြားအဖွဲ့တွေဟာအိန္ဒိယရဲ့ထောက်ခံမှုနဲ့အာဖဂန်နစ္စတန်မှာအခြေစိုက်နေတယ်လို့ဆွတ်ဆွဲပါတယ်။အိန္ဒိယနိုင်ငံကြီးဝန်ကြီးဌာနကတော့အိန္ဒိယအနေနဲ့ထင်ရှားစွာတတိလွတ်နေတဲ့ပါကစ္စတန်ကောင်းဆောင်ပိုင်းကပြုလုပ်နေတဲ့အခြေမြင့်မရှိတဲ့အထောက်ထားမဲ့ဆွတ်ဆွေချက်တွေကိုပြပြတတပေချပါတယ်လို့တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ MP ရဲ့နေလေကင်းထူးခြားတဲ့တင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာ ဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောလည်းပြေကြပါစေခင်ဗျာ